အသက်20ကျော်ငယ်တဲ့ချစ်သူကာမလေးကိုလက်ထပ်တောင်းရန်ပြီးလို့မြင်ရကြခဲ့ရတဲ့ဇေယျရန်ကုန်စယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်တရုတ်ဆောင်ဇေယျကတော့ပြိုနှိုင်းကြိုက်တဲ့ညစီကိုင်းဖြစ်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်အထိနဲ့အသက်40ကျော်အရွယ်ထိနှုတ်ပြိုနွမ်းတာကြောင့်အသက်မကြီးရဲ့လူသားတယောက်များဖြစ်နေလားဆိုပြီးပရိသတ်တွေရဲ့မျက်ချက်ပြုခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်တရုတ်ဆောင်ဇေယျဟာဆိုရင်လွန်ခဲ့တဲ့အနှစ်20နီးပါးလောက်ကတည်းကအမှုပညာလုပ်တွေကိုလုပ်ခဲ့တာပါ MTV တချင်းရိုက်ကူးရေးတွေမှာဆိုရင် Wise ခိုင်တိန်နဲ့တွဲဖက်ညီလုံးလုံးဝိုင်းစုခိုင်တိန်နဲ့ချစ်သူတွေလားလို့တော့ထင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တကယ်မှာတော့ဇေယျနဲ့ဝိုင်းစုခိုင်တိန်တို့ကတကယ်ကိုအတွင်းကြကြရင်းနှီးရတဲ့တငယ်ချင်းတွေဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ဝိုင်းစုခိုင်တိန်ကတော့အိမ်နောင်တွေတခါပြီးတခါကြာနေခဲ့ပြီးမြေဇေယျကတော့လက်ရှိအချိန်ထိလူပြိုကြီးပွားနေပဲနေခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ဇေယျကသူ့တက်အသက်ထဝက်လောက်ငယ်တဲ့ချစ်သူကောင်မလေးနဲ့လက်ထပ်ဖို့အတွက်တောင်းရတဲ့ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ချစ်သူကောင်မလေးကိုမြင်မြင်ချင်းချစ်မိသွားတာဖြစ်ပြီးသူ့အနေနဲ့တိ းချစ်လုံးလုံးချင်းမဝဆိုပြီးခေါ်ခဲ့တာဖြစ်ပါတယ်။ဇေယရဲ့ချစ်သူကာမလေးကအခုလက်ရှိမှာတော့အသက်16နှစ်သားရှိသေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဇေယကချင်းလုံးလုံးနောက်ထပ်မဆောင်နိုင်တော့လို့မိဘရိစီမှာလက်ထပ်ဖို့အတွက်တောင်းရန်ခဲ့တာဖြစ်ပါတယ်။နှစ်ဖက်မိဘတွေကလည်းဇေယနဲ့သူရဲ့ချစ်သူကာမလေးတို့ကိုသဘောတူကြပါတယ်။ ။ဇင်ယားကချစ်သူကာမာလင်ကိုသူရဲ့အလုပ်ကိစ္စနဲ့ဘဲသွားသွားခေါ်သွားတက်တာဖြစ်ပြီးနှအူသွားပျော့ပျော့ရွှင်ရွှင်နဲ့ခရီးတွေလည်းထွက်ခဲ့ပါရယ်။ဒါကြောင့်သူတို့နှအူကိုချစ်ပြီးပရိသတ်တွေကလည်းသဘောရီကြနေကြတာပါ။ဇင်ယားနဲ့အသက်20ကျော်ကွာတယ်ဆိုပြီးမှဇင်ယားကနုပြိုလွန်းတာကြောင့်အသက်အရန်ကွာတယ်လို့မထင်ခင်ရသလိုချစ်သူကာမာလင်ကအသက်ငငယ်လေးဖြစ်နေတာကြောင့်လည်းတချို့သောပရိသတ်တွေကနှမျောနေကြတာဖြစ်ပါရယ်။ဇင်ယားရဲ့ချစ်သူကာမာလင်တို့ကမွန်ပြည်နယ်မှာနေထိုင်တာဖြစ်ပြီးတကယ့်ကိုရိုးရှင်းတဲ့မိသားစုတွေဖြစ်ပါရယ်။ကိုပိုင်စီဝိုင်းလုပ်ငန်းတွေလည်းအတင်းအ င့်ရှိလာဖြစ်ပြီးတော့လက်ရှိအချိန်မှာတော့ဇေယျကသူရဲ့ချက်သူကာမလီနဲ့အတူတူဖာနီချာလုပ်ငန်းတစ်ခုကိုအတူတူတည်ဆောက်ထားခဲ့တာပဲဖြစ်ပါတယ် ီးပွားရေးတွေလည်းအတူတူလောက်ကိုင်နေတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်ကပြုလုပ်ခဲ့တယ်။သူရဲ့ချင်းမောင်လေးရဲ့အိမ်သစ်တပွဲမှာဆိုလဲကိုရိုင်းကိုကြားဒက်ကိုရေးရှင်းတွေဖာနီချာတွေကိုပြင်ဆင်ပေးခဲ့တာဖြစ်ပြီးမီးလိုက်တဲ့တွေကအစားချင်းမောင်လေးရဲ့စိတ်ကြိုက်ပုံဖော်ခဲ့တာပေါ့။ဒါကြောင့်အလုံးကတော့ဇီယာရဲ့ချစ်တတ်မှုကိုအားကျနေရတယ်လို့ချင်းမောင်လေးရဲ့ကံကောင်းမှုတွေကိုလည်းသဘောကျနေကြတာဖြစ်ပါတယ်။ဒီကနေ့မှာတော့သူတို့နှစ်ဦးရဲ့ဆက်ဆက်ပွဲကိုပြုလုပ်ခဲ့တာပေါ့။နဖန်မီပါရီစီမှာတောင်ရန်ဆက်ဆက်တဲ့ခါမှာတော့ဇီယာတယောက်ကငိုခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အလုံးကစိတ်ပူသွား ားခဲ့ရပါတယ်။ဒါပေမဲ့ဇေယျကသူအခုလုံငိုတယ်ဆိုတာကသူ့ရဲ့ဖခင်ကိုတတိယလို့ဖြစ်တယ်လို့ဆိုပါတယ်။အခုလိုမျိုးသူ့အနေနဲ့ပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အချိန်သူ့ရဲ့ချစ်သူနဲ့ရွှေလက်တွဲတော့မယ့်အချိန်မှာဖခင်ကိုတော့ရှိစေချင်ခဲ့တာအမှန်ပေါ့။မိခင်တယောက်ပဲရှိတော့တာဖြစ်တဲ့အတွက်ဒီအချိန်မှာတော့သူ့ရဲ့ဖခင်ကိုလွမ်းဆွမိတာကြောင့်မျက်ရည်ကျမိရဲ့လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကတော့ဇေယျတယောက်မင်္ဂလာဆောင်သွားတော့မှာမလို့နှမျောနေကြသလိုဇေယျရဲ့ချစ်သူကမာလီကအသက်ငယ်ငယ်လေးဖြစ်တာကြောင့်မင်္ဂလာရှင်တွေအနေနဲ့နှမျောနေကြတာမျိုးလေး ည်းရှိပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောကိုတန်အသက်ထဝယ်ကြောင်လောက်ငယ်တဲ့ချစ်သူကောင်မလေးကိုတောင်းရတဲ့ပွဲမှာမျက်ရည်တွေကျခဲ့ရတဲ့အစီအရာအတွက်ဘယ်လိုရီတင်မြင်တောင်းတမ်းပြီးလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။